အားလုံးပဲမင်္ဂလာပါ Audio Book for You Page Channel မှာကြိုဆိုပါရစေ။ကျမတို့ Channel လေးကသုတစာပေကိုစိတ်ဝင်စားတဲ့လူငယ်လူကြီးတို့အတွက် အောင်မြင်ရေးစာအုပ်များစွာတွေကမှ ကောင်းလို့ရရာစာပိုက်ကလေးများကို ထုတ်နှုတ်တင်ဆက်ပေးတဲ့ Channel လေးပဲဖြစ်ပါတယ်။ဒါကြောင့်မို့အောင်မြင်ရေးစာအုပ်များစွာကို နားတော်တာဆင်ခြင်ပါလေဆိုရင်ကျမတို့ Channel လေးကို Subscribe လုပ်ပြီးသွားဖို့မမေ့ပါနဲ့နော်။ ဒီနေ့ဖတ်ပြပေးမယ့်စာပိုင်းလေးရတော့ဆရာချမ်းမြေဝင်းဘာသာပြန်ဆိုထားတဲ့တစ်အပေါင်းတစ်ညီညာချင်း၃ဆိုတဲ့စာအုပ်ထဲမှာအပိုင်ငယ်များပဲဖြစ်ပါလေဒီတော့နာတော်တာဆင်ကြရအောင်အရှုံးပေးလိုက်ရတာကမှတကယ်တုံးနာဂျွန်လက်ဆက်စတာကငငယ်လေးခရေကကတောင်းကားဖန်တီးသူဖြစ်ချင်နေတာသူ့အိမ်မက Disney Studio မှာအလုပ်လုပ်ဖို့ ဒါပေမဲ့ Disney Studio မှာအလုံးမရသေးခင် Disney ကစားခွင့်မှာအရင်ဝင်လို့ရတယ်အပျော်စီးရထားတွေရှိတဲ့နေရာမှာလုပ်ရတာအတော်လေးကြာတော့မှ Studio ကအလုံးရသွားတယ်အဲ့ဒီမှာ Leicester အတွက်စိတ်ဝင်စားစရာပြီးဖြစ်လာတယ် Drone လို့ခေါ်တဲ့ရုပ်ရှင်ကားကို သူကြည့်မိတယ်စကားတကားလုံးကကွန်ပျူတာအထူးပြုလုပ်ချက်တွေအများကြီးနဲ့ဖန်တီးထားတာ ကတုံးကားတွေကိုတဆင်ဖြစ်နေမိဖို့အတွက်လက်ဆစတာစိတ်ကူးရသွားရောအဲ့ဒီတုန်းကကတုံးကားမှန်သမျှဟာလက်နဲ့ဆွဲတဲ့ဒူတီဇကားတွေကြီးပဲလက်ဆစတာကသူရိကတုံးကားတွေဖန်တီးချင်တာဒါပေမဲ့ Disney Studio ကဒူတီကတုံးတွေပဲဖန်တီးလာခဲ့တာနှစ်ပေါင်း90လောက်ရှိပြီ Disney အနေနဲ့အခုမှဒီနယ်ပယ်ထဲဝင်လာတဲ့ဂျွန်လက်ဆစတာလိုငတုံးလေးစီကနေပါအကြံဉာဏ်မှမလိုချင်ဘူးပေါ့လေ ဒါနဲ့ပဲ Disney က Leicester ကိုအလုပ်ထုတ်လိုက်တယ်။ Leicester တခြားကုမ္ပဏီတစ်ခုကိုရောက်သွားတယ်။ Director George Lucas ရဲ့ Studio မှာ Lucas ရဲ့ရုပ်ရှင်ကားတွေအတွက်ကွန်ပျူတာအထူးပြုလုပ်ချက်တွေလုပ်ပေးရတယ်။ Lucas ရဲ့ Studio မှာကတ်တုန်းဆရာဆိုလို့ Leicester တယောက်ပဲရှိတယ်။ဒီတော့သူမအားတဲ့အချိန်မှာကွန်ပျူတာနဲ့ဖန်တီးထားတဲ့ကတ်တုန်းကားတို့လေးတကာလှုပ်ဖြစ်တယ်။ Leicester ကံကောင်းသွားတယ် George Lucas ကသူ့စတူဒီယိုကို Steve Jobs ကိုရောင်းလိုက်တယ်။ Steve Jobs ကဒေါ်လာ၁၀သန်းပေးပြီးဝယ်တယ်။သူ့စိတ်ထဲမှာတော့အော်ကွန်ပျူတာပစ္စည်းတွေထုတ်တဲ့ကုမ္ပဏီပဲဖြစ်မှာပါဆိုပြီးဝယ်လိုက်တာ။ Leicester က Steve Jobs ကို သူ့ရဲ့ကတ်တုန်ကားတို့လိုပြတယ်။ Steve Jobs က Leicester ကိုမေးတယ်။ဒီကုမ္ပဏီကိုအောင်မြင်အောင်ဘယ်လိုလုပ်ရင်ကောင်းမလဲတဲ့။ Leicester ပြန်ဖြေတယ်။ ဒီလိုကတ်တွန်ကားတို့မျိုးကိုဇလန်းရှိဖြစ်အောင်ရိုက်ရမယ်ဒါပေမဲ့ဒေါ်လာ5သိန်းလောက်ကုန်တယ်စတိဗ်ဂျော့ကလက်ဆက်စတာကိုချက်လက်မှတ်ရေးပေးတယ်ချက်လက်မှတ်ကိုသူ့လက်ထဲမထည့်ခင်စတိဗ်ဂျော့ကပြောတယ်တခုတော့ရှိတယ်ဂျွန်လက်ဆက်စတာစိတ်ထဲမှာတွေးမိတယ်ဟောလာပြီဘာတွေချုပ်ချိန်မလဲဘာတွေထိန်းချုပ်မှလဲဘလို့စာချုပ်တွေချုပ်ရအောင်မလဲပေါ့ဒါပေမဲ့စတိဗ်ဂျော့ကတခွန်းမဲ့ပြောတယ်ကောင်းအောင်သာတိတိချာချာလုပ်ပါတဲ့ ြီးတာနဲ့ချက်လက်မှတ်ကိုလက်ဆက်စတာလက်ထဲထည့်ပေးလိုက်တယ်။လက်ဆက်စတာကလည်းစတိပ်ကြော့ပြောတဲ့အတိုင်းကောင်းအောင်လုပ်နိုင်တယ်။သူ့ကတ်တွန်းကအော်စကာရသွားတယ်။ဇာတ်ကားနာမည်က Drawing Story ကွန်ပျူတာနဲ့အဆအဆုံဖန်တီးထားတဲ့ပထမဦးဆုံးသောကတ်တွန်းကအဲ့ဒီဇာတ်ကားကရခဲ့တဲ့အကျိုးမြတ်တွေကြောင့် Pixar ဆိုတဲ့ကုမ္ပဏီအစ်တစ်ခုပေါက်လာတယ်။ Pixar ကခေတ်သစ် 3D ကတ်တွန်းတွေဇာတ်တိုက်ထုတ်တယ်။ကမ္ဘာတမိုင်းမှာအအောင်မြင်ဆုံးသောရုပ်ရှင်ကားတွေကို Pizza Studio ကဖန်တီးနိုင်နေတယ်။ Twine Story, A Bad Blight, The Incredible World E App စတဲ့ရုပ်ရှင်တွေ။ Twine Story 3ရုပ်ရှင်ကားမှဆိုရင်ကမ္ဘာမှာပထမဦးဆုံးဒေါ်လာတန်းတစ်ထောင်ကျော်ဝင်ငွေရတဲ့ဇာတ်ကားဖြစ်သွားတယ်။ App ရုပ်ရှင်ဇာတ်ကားဆိုရင် King ရုပ်ရှင်ပွဲတော်မှာအဖွင့်အဖြစ်အရွေးခံရတဲ့ပထမဦးဆုံးကတ်တုန်းကားဖြစ်လာတယ်။ Leicester ကိုယ်တိုင်ကလည်း David O ဇတ်နစ်စုရတဲ့ပထမဆုံးသောကတ်တုန်းဖန်တီးသူဖြစ်သွားတယ်။နယူးယောက်မှာရှိတဲ့မော်ဒန်အမှုပညာပြလိုက်မှဆိုရင်ပီဇာအနှစ်20ဆိုတဲ့ပြပွဲဆိုပြီးတော့ကျင်းပသေးတယ်။အဲ့ဒီလိုပီဇာအောင်မြင်နေတဲ့အချိန်မှာဒစ္စနီပြဿနာတက်နေပြီးသူတို့ရဲ့ခေတ်ဟောင်း 2D လက်ဆွဲကတ်တုန်းကားတွေကပီဇာရဲ့ခေတ် 3D ကတ်တုန်းကားတွေကိုမမီတော့ဘူးမပြိုင်နိုင်တော့ဘူး။ဒါနဲ့2006ခုနှစ်မှာ ပစ္စည်းကိုဒေါ်လာ9.8ဘီလီယံနဲ့ဝယ်ဖို့ဒစ္စနီကကမ်းခံလာတယ်။ဒေါ်လာ10သန်းကိုအရင်ပြုခဲ့တဲ့ Steve Jobs ပစ္စည်းကိုပြန်ရောင်းလိုက်တဲ့အချိန်မှာဒေါ်လာတန်း3900အမြတ်ထွက်သွားတယ်။ဒစ္စနီကပစ္စည်းကိုဝယ်ဖို့ကမ်းခံတော့ဂျွန်လက်ဆက်စတာကိုယ်တိုင်ဒစ္စနီရဲ့ကာတွန်းစတူဒီယိုတစ်ခုလုံးကိုအုပ်ချုပ်ပေးရမယ်ဆိုတဲ့တောင်းဆိုချက်လည်းစာချုပ်ထဲမှာပါလာတယ်။ ငငယ်တုန်းကသူ့ကိုအလုပ်ထုတ်ခဲ့တဲ့ Disney Studio အခုသူကိုယ်တိုင်စတူဒီယိုကိုလာပြီးအုပ်ချုပ်ပေးပါလို့နှမ်းခေါ်နေပြီဒီလိုနဲ့ John Lasseter တယောက် Disney နဲ့ Pixar Studio နှစ်ခုစလုံးရဲ့ဖန်တီးမှုဒါရိုက်တာ ဖြစ်သွားတယ်အခု Hollywood ဂျေဝင်လမ်းမှာ Lasseter ရဲ့နာမည်ဂျေဝင်ကိုအမှတ်တရထွင်ထားတယ်ပြီးတော့ Disney ကစားခွင့်ထဲမှာလူကြိုက်များနေတဲ့ Finding Nemo နဲ့ A Bad Land အပျော်စီးရထားတွေက Leicester ဖန်တီးခဲ့တဲ့ရုပ်ရှင်တွေကနေမြင်ញမ်းထားလား။ဟိုးရင်တုန်းကသူအလုပ်လုပ်ခဲ့ဘူးတဲ့အပျော်စီးရထားတွေနဲ့ဖတ်စင်စင်ပေါ့။မတုံးလေးဆိုပြီးလူတွေထင်နေခဲ့တဲ့ကောင်းလေးကထင်သလောက်မတုံးခဲ့ဘူးပဲ။ဒီနေ့တင်ဆက်ပေးချင်တာလေးကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းဘလို့စာအုပ်ကောင်းများစွာတွေက စာပိုင်လေးများကို တင်ဆက်ပြီးမှလည်းဆိုတာဆက်ဆက်စောင့်မြုပ်ပေးကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဒါရတော့နေ့လေးဖြစ်ကြပါစေ။